လူ82ဦးကိုမလေးရှားသို့တရားမဝင်ပို့ဆောင်ခဲ့တဲ့မြန်မာအေဂျင့်၃ကိုလူမောင်ကုန်မှုဖြင့်မလေးရှားတရားရုံးက14နှစ်ချမှတ်ခဲ့ကြောင်းမလေးရှားနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံကဂျွန်လ22ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့2014ခုနှစ်ဇူလိုင်လအတွင်းကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့လေးစိတ်မှာပြည်ဝင်ဗီဇာအတုကင်ဆာမှုဖြင့်မြန်မာနိုင်ငံသား82ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ယင်းတို့ကိုမလေးရှားနိုင်ငံသို့ခေါ်ဆောင်လာသူမြန်မာနိုင်ငံသားအေးဂျင်များဖြစ်တဲ့ဦးမြင့်စိုးဒေါ်စုမြတ်နန္နာဝင်းနဲ့ဒေါ်ဤသူစာဝင်းတို့ဟာပြီးခဲ့တဲ့ဇွန်လ20ရက်နေ့မှာကွာလာလမ်ပူမြို့စီပန်းတရားရုံးကထောင်နယ်လေးနေစီချမှတ်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့မြန်မာနိုင်ငံသား82ဦးလွတ်မြောက်ရေးအတွက်မြန်မာတိုင်ယုံမှရှေ့နေငားရပြီးပြန်လည်လွတ်မြောက်ရေးဆောင်ရွက်နိုင်ခဲ့ပြီးတော့2015ခုနှစ်ဒီဇင်ဘာ15ရက်နေ့မှာမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းအဆိုပါသတင်းထုတ်ပြန်ချက်မှာပါရှိပါရသည်။